အပြစ်ပြုတ်တတ်သောလူတဘာဝနှင့်ဘုရားသခင်၏ကရုဏာတော်ကန္တလေသာသနာတော်ဤနေစဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်2025ခုနှစ်အောက်တိုဘာလ3ရက်နေ့အတွက်ပါရှင်လူကာအခန်းကြီး30အခန်းငယ်73မှ76ထိအိုခရာစင်မြို့တင်သည်အမင်္ဂလာရှိ၏အိုဘပ်ဆိုင်တာမြို့တင်သည်အမင်္ဂလာရှိ၏အကြောင်းမူကားတင်တို့တွင် ပြုခဲ့သောတကူလက္ခဏာများကို တီရာနှင့်စီတုံမျိုးတို့၌ပြုခဲ့ပါမြူသူမျိုးတို့သည်ကာလကြာမြင့်စွာကပင်ချော်တီအဝုတ်ကိုဝို့၍ပြာတဲ၌ထိုင်လျက်နောင်တရခဲ့ကြပေလိမ့်မည်တို့ရာရင်တရားစီရင်တော်မူသောနေ့၌တီရာမျိုးနှင့်စီတုံမျိုးတို့သည်သင်တို့ထက်ပို၍ခံသာကြလိမ့်မည်အသင်ကဖာနာအုံမျိုးသင်သည်လဲကောင်းငင်တို့တိုင်အောင်မြှောက်စားခြင်းခံရမည်လော့ သင်သည်မရဏနိုင်ငံတိုင်အောင်နှိတ်ချခြင်းကို ခံရလိမ့်မည်သင်တို့၏စကားကိုနားထောင်သောသူသည်ငါစကားကိုနားထောင်၏သင်တို့ကိုညှင်းပယ်သောသူသည်ငါကိုညှင်းပယ်၏ငါကိုညှင်းပယ်သောသူသည်ငါကိုစင်တို့တော်မူသောအရှင်ကိုညှင်းပယ်သည်ဟုမိန့်တော်မူ၏ဒီနေ့အတွက်အသင်တော်သတ်မှတ်ထားတဲ့ပထမကျမ်းစာမှာဆိုရင် Prophet Baruch ရဲ့ကျမ်းစာဖြစ်ပါတယ် ငါကြီးဝမ်းနေစွာဝမ်းချတောင်းပန်ခြင်းအကြောင်းကိုရေးသားထားပါတယ်။ Israel လူမျိုးတွေဟာမိမိတို့ရဲ့ဘိုးဘေးများလက်ထက်မှစပြီးတော့ဘုရားသခင်၏စကားကိုနားမထောင်ပဲဘုရားသခင်ရဲ့အမိန်တော်တွေကိုထက်ကတလဲလဲဆန့်ကျင်ခဲ့ကြောင်းကိုဝန်ခံထားတာဖြစ်ပါတယ်။ထို့နောက်နောင်တရချင်းအဖြစ်၎င်းတို့ခံစားနေရသောဘေးဒုက္ခတို့ဟာဘုရားရှင်ကိုတစ္ဆာမဲ့ခဲ့ခြင်းကြောင့်ရရှိတဲ့အကျိုးဆက်တွေဖြစ်ကြောင်း တိမတ်ဝန်ခံထားတာဖြစ်ပါတယ်။ဧဝံဂေလိကျမ်းစာမှာကြားခဲ့ရသလိုပဲရှင်လူကကျမ်းမှာသခင်ခရစ်တော်ကအံ့ဘွယ်အမှုတွေများစွာကိုပြုလုပ်ခဲ့တော်လည်းပဲနောင်ထမရခဲ့တဲ့ horror စင်မျိုး websiteer မျိုးနဲ့ကဖာနာအောင်မျိုးများကို အာမင်္ဂလာရှိစေတည်းဟုကျိန်ဆိုထားတာရှုံချထားတာကိုတွေ့ရပါတယ်။ Prophet Baruch ရေးသားထားတဲ့ပထမကျမ်းစာကအကြောင်းအရာနဲ့ ဧဝံဂေလိကျမ်းစာမှာရှင်လူကရေးသားထားတဲ့အကြောင်းအရာဟာဆက်ဆက်နေပါတယ်ပထမကျမ်းစာမှာဣသရေလလူမျိုးတစ်မျိုးသားလုံးရဲ့နောင်တရခြင်းရဲ့ကြီးမားသောဆွမ်းအားကို ပြသနေပါတယ်ဣသရေလတစ်မျိုးသားလုံးခံစားနေရတဲ့ဒုက္ခဝေဒနာတွေအခက်အခဲတွေဟာဘုရားခင်ကိုမနာခံမှုဘုရားသခင်ကိုတစ္ဆာဖောက်မှုရဲ့အကြောင်းရင်းတွေဖြစ်တဲ့ဆိုတာကိုအပြည့်တင်ရမယ့်အစားဘုရားသခင်ကိုမိမိတို့ရဲ့အပြစ်များ ရိုးသားစွာနဲ့နှိမ်ချစွာ ပုံခံခဲ့ကြပါဖြစ်ပါတယ်။မိမိတို့ရဲ့အပြစ်တွေအတွက်နောင်တပြင်းထန်စွာရကြပြီးတော့ဖျားသခင်ဤဖြောင်းမဲ့ခြင်းကိုအတိမတ်ပြုခဲ့ကြပြီးမိမိတို့ရဲ့ပြွက်ကွက်မှုများအတွက်ရှက်ရောက်ကောင်းမှန်အစ္စရာအဲလမျိုးတွေတိမတ်ပြီး ပုံခံခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျမ်းစာတော်အားဖြင့်မိမိရဲ့ဘဝကိုထောက်ရှုရမှာကတော့ကျွန်တော်တို့ပြမကျွလွန်ထားတဲ့အပြစ်တွေမိမိတို့ရဲ့ မာနထောင်လွှားခြင်းတွေမိမိတို့ရဲ့အတ္တတွေအတွက်ကျွန်တော်တို့ဟာရှက်ရကောင်းမှန်သိပြီးတော့အခြားသူများကို အပြစ်မတင်မဲနဲ့ကျွန်တော်တို့ဘဝအသက်တာမှာဘုရားသခင်ကိုအမြဲတမ်းဝန်ချပြီးမိမိတို့ရဲ့အာနိုင်ချက်တွေကိုသိမှတ်ဝန်ခံနေရမယ်ဆိုတာကို ထောက်ရှုရမှာဖြစ်ပါတယ်။ဧဝံဂေလိချမ်းစာမှာကကြတော့သခင်ခရစ်တော်ရဲ့တရားတွေသခင်ခရစ်တော်ရဲ့အံ့ဖွယ်ရာတွေကိုကြားနာခဲ့ကြရတော့လေ မြင်တွေ့ခဲ့ကြရတော့လဲနောင်တမရတဲ့ခရာစင်မြို့ website နဲ့ကာဖာနာအုံမြို့မှာရှိတဲ့သူတွေရဲ့မာကျောတဲ့စိတ်နှလုံးသားတွေကိုခင်ခရစ်တော်ကအမင်္ဂလာရှိတယ်လို့ပြောပြထားတာကြားရပါတယ်။သခင်ခရစ်တော်ရဲ့ဤကဲ့သို့ပြင်းထန်စွာကျင်းဆူခြင်းခံရခြင်းဟာသူပြခဲ့တဲ့ကျေးဇူးတော်တွေသူပြခဲ့တဲ့တကူလက္ခဏာတွေကိုမယုံကြည်ဘဲနဲ့ပယ်ချခြင်းရဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကိုတိမှတ်စေဖို့ရန် ဖြစ်ပါတယ်။နောင်တရရန်လုံလောက်သောအထောက်အထားများဒီတူကိုလက္ခဏာများဒီတရားဒေသနာများကိုညှင်းပယ်ကြပြီးတော့တဘာအမျိုးသားများထက်ပုံမဆိုးရွားတဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်ဆိုပြီးချိန်ဆထားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဘဝအသက်တာမှာမိမိတို့ကိုယ်ကို ပြန်လည်ဆက်ဆင့်ရန်ဒီနေ့ကျန်းစာကတွန်းအားပေးနေပါတယ်။ကျွန်တော်တို့တွေလည်း အခင်ခရစ်တော်ဂျိန်ဆို ရှုံချခဲ့တဲ့မြို့မှာရှိတဲ့သူတွေကဲ့သို့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေကိုလျှို့ရှုမိနေသလားညင်းပယ်နေသလားမယုံသင်တာဖြစ်မိသလားကျွန်တော်တို့တယောက်ချင်းစီမှာဘုရားသခင်နေ့စဉ်ပေးနေတဲ့ကျေးဇူးတော်တွေနေ့စဉ်သွန်သင်နေတဲ့ဆုံးမထားတဲ့အရာတွေအများကြီးရှိနေပါတယ်ကျွန်တော်တို့ဗန်ဝွင့်ညင်မှာ နားထောင်နိုင်ပါတယ်ဒီအရာတွေကိုကြားတော်လဲပဲကျွန်တော်တယောက်ချင်းစီဟာဘလို့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေဘုရားသခင်ရဲ့စကားတော်တွေကိုညှင်းပယ်မိတယ်လဲဘလို့ကျွန်တော်တွေဆန့်ကျင်မိတယ်လဲလက်တွေ့ဘဝမှာအသုံးမချပဲနေမိတယ်လဲဆိုတာကိုပြန်လည်ဆန်းစစ်ကြပါစို့ဒီနေ့ကျွန်တော်တယောက်ချင်းစီရဲ့ဒီကျေးဇူးတော်တွေကိုညှင်းပယ်မိပြီဆိုရင်တော့ ်ခင်ခရစ်တော်ရဲ့ဂျိန်ဆူခြင်းချုံချခြင်းကိုခံရမှာဖြစ်ပြီးဒီအရာတွေကိုကျွန်တော်တို့ဘဝမှာကြားရသားနဲ့လက်တွေ့ကျင့်ကြံနေဆိုရင်တော့ဘုရားခင်ကိုနားထောင်ခြင်း ဖြစ်တဲ့ဘုရားခင်ကိုစင်လွတ်တဲ့သမီးတော်ဘုရားကိုနားထောင်ခြင်းဖြစ်ပါတယ်ဒါတွေကိုထောက်ရှုပြီးတော့ကျွန်တော်တို့ဘဝအသက်တာမှာသမီးတို့ရဲ့ရရှိတဲ့ကျေးဇူးတော်တွေကိုသိမှတ်ဝန်ခံပြီးတော့ပြမကျွလွန်မိခဲ့တဲ့အရာတွေကိုလည်းဝန်ချတောင်းပန်ရင်းနဲ့ သမ ्या ကိုအပြစ်မဖို့ပဲနဲ့ဘုရားသခင်ကိုသာဝမ်းချတောင်းပန်ပြီးမိမိဘဝမှာလိုအပ်တဲ့ကျေးဇူးတော်တွေလိုအပ်တဲ့ဘုရားသခင်ရဲ့စကားတော်တွေကိုနားထောင်တတ်ပြီးတော့လက်တွေ့ဘဝမှာကျင့်ကြံနိုင်မှုရန်အတွက်ကြိုးစားသွားကြပါစို့